။လာမယ့်ကမ္ဘာပလာမှာ Greenwood ကိုအင်္ဂလန်တင်းမှရွေးချယ်သွားဖို့ရှိနေတဲ့တွေးချက်။ကင်းတီလီဂူဝန်ပြပွဲတွေမှာမာဆေးတင်းအတွက်ပြသနေတဲ့ထိတ်တန့်ချီစွမ်းနေကြောင့် Manchester United ရဲ့ကြံပွဲရောက် Mason Greenwood ကအင်္ဂလန်လက်ရွေးချယ်တင်းမှပြန်လည်ပါဝင်ခွင့်ရရှိဖို့အခွင့်အရေးများရှိနေတယ်လို့သိရပါတယ်။လက်ရှိအင်္ဂလန်တင်းရဲ့နေရာဖြစ်သူ Thomas Tuchel ကလာမယ့်နောက်နောက်ကျတော့ကမ္ဘာပလာပြန်ပွဲတွေကသူကအားတင်းမဲ့ခေါ်ယူရန်စဉ်းစားနေတယ်လို့ British Media ကဖော်ပြနေပြီးသူအဆုံးဖြတ်ချက်ကဘလိုပင်းနာချင်းနဲ့လူများကြားမှာဝေဖန်မှုတွေကိုဖြစ်ပေါ်စေဖို့ရှိနေပါတယ်။လက်ရှိမှာပြင်သစ်ကလပ်မာဆေးတင်းမှာကစားနေတဲ့ Mason Greenwood ကသူ့ကစားမပေါ်မှာအကောင်းဆုံးပုံစံကိုပြသနေပြီး လက်ရှိမှာပြင်းထန်လီကူဝိုင်းရဲ့ထိပ်တန်းကိုသွင်းစင်ဖြစ်ရက်တည်နေတာဖြစ်ပါတယ်။သူ့ရဲ့ဘောလုံးပေးပမှုကိုသွင်းနေတဲ့တိုက်စစ်စင်မှုတွေရဲ့တရားမှုတို့ကဥရောပချန်ပီယံလိဂ်တစ်ခုမှာထူးခြားသောပေါ်လင်းနေပြီးသူ့ရဲ့နီးစင်းမိုင်းဆိုင်ရာရည်သူကအင်္ဂလန်တဲ့အတိုက်စစ်တို့ဆန်းသစ်ပြရွေးချယ်စရာတစ်ခုဖြစ်လာစေခဲ့ပါတယ်။ FA ရဲ့ကြီးတန်းပုဂ္ဂိုလ်တို့ကဗီဒီယိုမီဒီယာတစ်ခုကိုပြောကြရမှာနီးပါးလူထက်ကရွေးချယ်စရာအားလုံးကိုအကဲဖြတ်နေပါတယ်။ Green ရဲ့ခြေတော်ကသူ့အတွက်လေးလူရှုပ်ဖို့မဖြစ်နိုင်ပါဘူး။ဆုံးဖြတ်ချက်ချမှတ်တာမှမရှိသေးပေမဲ့ Green ကသူ့ရဲ့ဆောင်ကြည့်မှုအောက်မှာရှိနေပါတယ်လို့ဖွင့်ရပြောကြားခဲ့ပါတယ်။ ကကနီပြတ်တချဲအနေနဲ့ကွင်းတွင်းဆန်းဆောင်ရေးကိုလာအဓိကလေးနဲ့ဒါစဉ်းစားနေကြောင်းကိုပြသနေခြင်းဖြစ်ပါတယ်။ဘလုံးလီလာဆန်းစစ်သူဂျိန်းအုတ်ကွန်နဲကလည်းဂရင်းဝဲဆန်းဆောင်ရေးကိုအတိမတ်ဖြုတ်ခဲ့ပေမဲ့ကွင်းထဲမှာဂရင်းကထိတ်တဲလက်ရခြင်းတိုက်စစ်မိုးဆင်တန်းမှာဆန်းဆောင်ပြနေပါတယ်။မိကွန်းထုတ်ချက်ရှိတာကသူချဲကသူ့ကိုပြန်ခေါ်ဖို့အတွက်အခုချိန်ကအချိန်ကောင်းအချိန်ကောင်းလို့ခံစားရပါမလားဆိုတာပါပဲလို့မှတ်ချက်ပေးခဲ့ပါတယ်။ ဒီလိုမျိုးတောင်းတဲ့ကြက်ကလီဗျာလူချယ်နေနဲ့လူမှုရေး PR တွေကိုရင်ဆိုင်ရမှာကိုမိမောင်းထုတ်ပြနေတာဖြစ်ပါတယ်။ဂရမ်ရဲ့ကိုကြီးကတော့နောက်ခံသမိုင်းကြောင်းတော့သူ့ကိုပြန်လဲခွေယူခြင်းကအင်္ဂလန်တင်းရပုံရင်းနဲ့အတင်းတွင်ညီညွတ်မှုပေါ်တက်ရောက်မှုရှိတယ်နဲ့တော့အတင်းရစီတပိုင်းဆိုင်ရာအခြေအနေနဲ့များပြည်တွေရဲ့တုတ်ပြမှုကိုပါဒူချယ်နေနဲ့တော်လီဂယူဆိုင်ချိန်ဆရမှာလည်းဖြစ်ပါတယ်။ဒီဆုံးပဲကြက်ကဒူချယ်နေပြတဲ့တမ်းမှာခက်ခဲဆုံးလူရေးချယ်မှုတွေကတခုဖြစ်လာပွဲရှိနေပါတယ်။အင်္ဂလန်တင်းကလာမယ့်2026ကမ္ဘာ့ပလာချေစပွဲအဆင့်ကိုပေးကုန်ရှိရာနောက်မြေတိုင်ပွဲနဲ့အောင်မြင်ခဲ့တာဖြစ်ပြီး သူရဲ့ခြေတုံးကထူးကောင်းမွန်နေတာဖြစ်ပါလေ။ဒါပေမဲ့လည်းနီးပါသောမတ်တူချစ်ကအမေရိကန်ကနေဒါနဲ့မက္ဆီကိုတို့မှာကျင်းပသွားမယ့်ကမ္ဘာ့လားတရားမတော်တိုက်စစ်ပိုင်းရွေးချယ်ရာတွေကိုပုံမတုံးမြင့်ခြင်းတွေပုံရပါတယ်။ဂရင်းဦးလိုထိတ်တဲ့လက်ရည်ရင်ဆင်းမှာဆွမ်းဆောင်နေတဲ့ကစားမတော်ဦးကိုခက်ခဲတဲ့ကြားကနေခေါ်ယူခြင်းကအင်္ဂလန်တင်းရဲ့ဘူဆွန်ရဲ့ရေမှန်းချက်ကိုအားဖြစ်ပေးမဲ့ရေးပါတဲ့ပုံဆောင်တိုက်စစ်အင်အားစုတစ်ခုဖြစ်လာနိုင်ရပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားတို့ချစ်ပြတဲ့